ိုဘာဖြစ်ခဲ့တယ်ဆိုတာအခုမှကိုကိုကိုပြန်ပြီးတော့နမ်သားတွေရတာပေါ့လောက်ရက်လေချင်းပေါ့နော်မှန်ဆိုလို့ရှိရင်ဒီတို့စတူဒီယိုထောင်ထားတဲ့လူဆိုတာအနေချင်းတော့တို့ဒီဒီဘက်လောကကိုတို့နားလဲမှာပါတိလဲတိမှာပါတိလို့လဲတို့ဒီလူတွေဖွင့်ထားတယ်ဆိုတော့ဘာကြောင့်ဒီလိုလောက်တာလဲပေါ့နော်ငွေတစ်ခုတည်းကိုကြည့်ပြီးတော့ပဲလောက်တာလားဒါမှမဟုတ်အကိုရမမအခက်မမမခက်မတတ်ဘူးပေါ့နော်သူတို့လည်းမကြည့်ချင်တော့အခုချိန်မှာသွားလဲစကားလည်းမပြောချင်တော့အဲ့လိုမျိုးဖြစ်သွား အာကျွန်တော်ဒီဒီချင်းလေးကအမှန်တိုင်းပြောရင်တော့ကျွန်တော်လွန်ခဲ့တဲ့9နှစ်လောက်ကလေးကအာကိုယ့်လက်ထဲမှာရှိနေတဲ့ချင်းပေါ့နော်ဆိုတော့အာဒီနေ့မှာအာမဖြစ်မနေထုတ်ချင်တယ်ပေါ့စိတ်ဆန္ဒလေးလည်းရှိတဲ့ခါကျတော့ကျွန်တော်အာအကိုရီနဲ့တိုင်ပင်ပြီးတော့ကျွန်တော်ဒီဒီချင်းလေးကိုပြန်လှုပ်ချင်တယ်ဆိုတော့အာလှုပ်မယ်ဆိုပြီးတော့လှုပ်ဖြစ်သွားတာပါဟုတ်ဟုတ်ကဲ့ကျွန်တော်ဖြတ်တန်းခဲ့ရတော့ ။အော်နည်းနည်းတော့ကြာပြီပေါ့။14နှစ်လောက်တော့ရှိလောက်ပြီ။ဘာလို့ဆိုကျွန်တော်အရင်တော့အိမ်မက်ဆိုတာတွေပါပြိုင်နေတယ်။ပြိုင်ပြီးသချင်းအခွေထုတ်လိုက်သေးတယ်။ထုတ်ပြီးတော့မှအဲ့တောက်လျှောက်ကိုကျွန်တော်နားလိုက်တယ်ပေါ့နော်။နားပြီးတော့အခုမှ emblem တွေပါပြန်ပေါ်လာတဲ့ခါကျတော့ကျွန်တော်ဟောပြန်လုပ်ဖြစ်တာပေါ့နော်။သူများဆိုနေတဲ့အချိန်မှာကိုယ်လည်းဆိုချင်တယ်ပေါ့။အဲ့လိုခက်ခဲတာတော့အရင်တော့ပြန်ပွဲဝင်တော့ကနဲ့အခုနဲ့တော့မတူဘူးပေါ့နော်။တော်တော်များများဟိုကလေးတွေဆိုအခုဆိုကိုယ့်ထက်ကောင်းတဲ့လူတွေအများကြီးပေါ်လာတယ်။ ပြီးွားလို့ရှိရင်သူတို့တွေနဲ့ပြန်ပြီးတော့ကိုကပြန်ဝင်တဲ့ခါကျရင်ကိုကကြောင့်နည်းနည်းအသက်ကြီးနေလေနော်ဆိုတော့နည်းနည်းခက်ခဲတာပေါ့ဟိုကိုတချင်းနေပြန်လုတဲ့ခါကျရင်လည်းဟိုအရင်တော့တချင်းလို့တိုက်မျိုးကိုကတိအဲ့လိုပဲတိတဲ့ခါကျော့ဒီဖက်လိုဟိုတချင်းမျိုးဖြစ်ရအောင်လို့လည်းကိုကပြန်ပြီးတော့ကြိုးစားရတာပေါ့ဟုတ်ကျွန်တော်တို့အခု Amplet လောကထဲမှာပြန်ပြီးဆုံတာဆိုရင်တော့ကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်တော့မဆုလိုက်မျိုးသိမ့်ပေါ့နော် အဲသူတို့နဲ့ပဲကျွန်တော်အော်စုံဖြစ်တယ်ဗျ channel လူတွေနဲ့တော့မတီးတော့ဘူးပေါ့နော်သူတို့လည်းဘယ်ရောက်လို့ရောက်နေမှလည်းမသိဘူးဆိုတော့အာတိတ်တော့မတွေ့ဖြစ်တော့ဘူးပေါ့ဟုတ်ကျွန်တော်စီစဉ်မှလည်းဘူးမှမရှိဘူးအဲဆိုတော့ကျွန်တော်အာကျွန်တော်ပဲရှိဟိုဟိုလုံနေရပါဘောနော်ကျုပ်ကိုတငယ်ချင်းတွေအကုန်လုံးကတော့တခြားစီးပွားရေးတွေလုံနေကြတော့သူတို့တွေနဲ့တော့လည်းမတွေ့တော့ဘူးပေါ့ဟုတ်ရှိတယ်အဓိကတော့လို့ငွေကြီးအပိုင်းပေါ့ အဲဆိုအခုဆိုလို့ရှင်အေရတိုင်းကဈေးတွေပါကြီးကြီးလာတဲ့ခါကျတော့ကျွန်တော်တို့မလုံနိုင်တော့နောက်ပြီးဆိုအခုတော့မှဒီဒီချင်းလောက်တာတော့မှကျွန်တော်အခုကျွန်တော်အကိုကြီးတယောက်ရှိရလေအဲကိုလင်းလို့ခေါ်ရသူကအဲကိုကြီးကလည်းဟိုဘယ်လိုပြောရမလဲညီလေးလှုပ်ချင်နေဆိုရင်နှာခါမပြောရဘူးသူတို့တွေဆိုလောက်အဲကိုတို့ရှိရပေါ့နော်ဒီလိုမျိုးထောက်ပံ့ပေးတယ်၊ကူညီပေးတယ်နောက်ပြီးဆို Amplity မှာကျွန်တော်တို့ဆိုင်ပေးတဲ့ဒီအဓိကဆိုကျူပါဘောစီပေါ့နော် သူတို့ဆိုလို့ရှိရင်အာကိုဆိုင်ဘာလုပ်ချင်းလဲလုပ်အေးဆေးရတယ်အဲကို့နောက်ကနေသူတို့ကကို့ကိုယုံကြည်တာပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ပြန်စူးစမ်းတဲ့ခါကျတော့အဲ့လိုနည်းနည်းတော့ခက်ခဲခဲ့တာပေါ့အခုဆိုကိုရီးယားတော့ဆိုင်ကြီးတွေတော့မစိုးဘူးလေးပါဘူးအဲကို့ကို့မှာအတိမရှိရည်လဲပါတာပေါ့ဟိုလင့်နေပါမရှိတော့ကိုလည်းအဲ့လိုမျိုးဆိုင်ကြီးတွေပါပြီးတော့ဆိုတာကြောက်နည်းနည်းလေးခက်ခဲတာပေါ့နော်အဲ့ဒါကျတော့ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ အဲမိမိသားစုကိစ္စပေါ့နော်မိသားစုကိစ္စရဲ့နောက်တစ်ခုကကျွန်တော်အခွေထုတ်ပြီးနားလိုက်တယ်ဆိုတာတကယ်တော့မပေါက်ဘူးပေါ့နော်မပေါက်တော့ဘယ်လိုပြောမလဲငွေချေးတွေတအားကုန်ပြီးမှမပေါက်တဲ့ခါကျကျွန်တော်ကဘယ်လိုပြောမလဲစိတ်တကြွားပါပေါ့နားမလုံးချင်တော့ဘူးဟိုအခက်ခဲတွေလည်းများတယ်ပေါ့ပင်လဲပင်ပန်းတယ်ငွေလဲကုန်တယ်ပြီးဒါကကျော်ကန်တရားနဲ့လည်းဆိုင်တာ哦ဆိုတော့ကိုယ်တချင်းလေးကလည်းပေါက်အောင်ပါဆိုတော့ကိုကမပေါက်တဲ့ခါကျတော့အဲအဲ့ဒါတွေလည်းပါပါတယ်နောက်ခုကျအခုကျလည်း အာအမေတို့ကလည်းကျမကြီးလည်းသူကနည်းနည်းလေးကောင်းလာပြီဆိုတော့ကိုလည်းနည်းနည်းလှုပ်လို့ရပြီထင်ပြီးတော့အော်လှုပ်တာပေါ့ဟုတ်စိတ်ဓာတ်တွေဘယ်တော့ကြလဲဆိုတချင်းဆိုနေတာမြင်မကြားချင်လာအဲ့လိုမကြားချင်လောက်တဲ့အထိပေါ့အဲ့လိုမျိုးအထိမကြည့်ချင်တော့ဘူးကိုနောက်တစ်ခုကကြောက်ဒီကိုဘယ်လိုပြောရမလဲတချင်းတီးတဲ့အပိုင်းမှာကျွန်တော်ဟိုတစ်ခါအင်တာဗျူးလုပ်ကလည်းကျွန်တော်တစ်ခါဖြေဘူးပါတယ်အဲဒီ instrument နဲ့တီးမယ်လို့ပြောပြီးကမှ program နဲ့တီးပြတာမျိုးတွေကျွန်တော်တို့ကနားမလဲဘူး ဆိုတော့အဲ့လိုမျိုးတွေကိုနောက်ပိုင်းမှာအခုနည်း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 ပြင်နာနေတဲ့အခါမှာပြင်နာထောင်ကြီးမှာဟာဒါဒီလိုပါလားအဲ့တော့တော်တော်ဟိုလောက်သွားတာပဲဆိုတာမျိုးပြန်သီးခဲရတဲ့အခါမျိုးတွေတော့ဒါတွေတော့ဘယ်လိုပြောမလဲကိုယ့်အတွက်စိတ်နာချင်စရာကြီးတွေဖြစ်တာပေါ့နော်အဲ့လိုမလောက်ချင်တော့အဲ့လိုမျိုးတွေဖြစ်တာအဲ့တော့ငါဆိုရင်2000 9006လောက်ဖြစ်မယ်ဗျဟုတ်ကျွန်တော်အဲ့တုန်းကဆိုကျွန်တော်တို့မမတ်ရရ300လောက်ကုန်ခဲ့တယ် င်းနေရလားကုန်ရဲ့အဲ့လိုတော့မသိဘူးကျွန်တော်တို့အမှန်တိုင်းပြောရင်အဲ့တုန်းကကျွန်တော်ကိုယ်ကကျွန်တော်အဲ့တုန်းကလူငယ်ဆိုတော့ဖြစ်နေတာပဲသိရပါတော့ဘုသူ့တော့ပြောလဲတယောက်မှလည်းကုညီပေးတာမျိုးအဲ့လိုထဲထဲဝင်ဝင်ကုညီပေးတာမျိုးမရှိဘူးဆိုတော့ကိုယ့်ဘာကိုယ်ပဲအာတွားပြီးတော့စတူဒီယိုတွားတယ်အကွေဒါလေးလှုပ်ချင်လို့ပါလှုပ်ပြီးတွားလို့ရှိရင်လည်းအင်္ဂလိပ်ဒါကတော့တလောက်ကြာဟုတ်လားအဲ့ဆိုတလောက်ကြာရင်အေးဘောလေးတလောက်ကြာဆိုကိုပေးရမှာပေါ့ဆိုတော့အဲ့လိုမျိုးတွေအေးနေပဲလှုပ်ခဲ့ရတာနောက်ပိုင်းမှဒီဖက်ခစ်ကိုရောက်တဲ့ခါကျမှ အားလုံးအမြင်တွေကျေလာတာပေါ့အမြင်တွေကျေလာမှဘယ်လိုရမလဲကိုကိုဘာဖြစ်ခဲ့တယ်ဆိုတာအခုမှကိုကိုကိုပြန်ပြီးတော့နမ်တာတွေရတာပေါ့နမျောတာပေါ့အဲဟုတ်တာပေါ့အဲ့လိုဘယ်လိုရမလဲဟိုလောက်ရလေခြင်းပေါ့နော်မှန်ဆိုလို့ရှိရင်ဒီတို့စတူဒီယိုထောင်ထားတဲ့လူဆိုတာအနေချင်းတော့တို့ဒီဒီဘက်လောကကိုတို့နားလဲမှာပါတိလဲတိမှာပါတိလို့လဲတို့ဒီလိုတွေဖွင့်ထားတယ်ဆိုတော့ဘာကြောင့်ဒီလိုလောက်တာလဲပေါ့နော်ငွေတစ်ခုတည်းကိုကြည့်ပြီးတော့ပဲလောက်တာလားဒါမှမဟုတ် ကိုတော့မအခက်မမခက်မှန်တတ်ဘူးပေါ့နော်ဆိုတော့သူတို့လည်းမကြည့်ချင်တော့အခုချိန်မှာတော့လည်းစကားလည်းမပြောချင်တော့အဲ့လိုမျိုးဖြစ်သွားဒီလောကဒီလောကအေးရပဲဒါလည်းမကြည့်ရအဲနာမည်တော့မကြည့်ဘူးဒါပေမဲ့အခုတော်တော်များများတော့သူတို့သိတယ်အဲ့လိုတော်တော်များများတော့သိတယ်ဆိုတော့ကျွန်တော်တို့လောက်တုံးသွားဆိုလို့ရှိရင်ကျွန်တော်အကူတွေလည်းစိတ်တက်ကြရအမှန်တမ်းပြောသူတို့ကအာကျွန်တော်တို့ပတ်စံတွေထုတ်ပေးတာပေါ့အဲ့လိုထုတ်ပေးတဲ့ခါကျတော့ အဲ့လိုဘယ်လိုပြောမလဲကိုကသူတို့ရဲ့ယုံကြည်မှုကိုဘယ်လိုပြောမလဲလွယ်တုံးစားလုပ်လို့ကိုပြန်ဖြစ်တာပေါ့နော်ကို့ကိုယ်တာသူများလောက်သွားတဲ့ဆိုပေမဲ့လို့မိသားစုပေါ်မှာကြောက်ကိုကသူတို့ယုံယုံကြည်မှုပြန်မပေးနိုင်တော့တဲ့အခါမျိုးတွေအဲ့လိုဖြစ်သွားစီတဲ့